မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့ဆရာကဒီနေ့မှာတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်မဲ့ဇနီးသားသမီးများမိတ်ဆွေများအတွက်2025ခုနှစ်6လပိုင်းလကုန်အထိတပတ်စာကံကြမ္မာခေါ်စတန်းကိုဆရာကတားတော့နေဟောကြားပေးမှာဖြစ်ပါတယ်ဆရာနည်းနည်းနောက်ကျသွားလို့တောင်းပန်ပါတယ်ခင်ဗျကဲဇနီးသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးဘေးရလေးဝေးကွာကြပါစေကြောင်းနဲ့အဆက်ဆက်ရရအစီအပြေကြပါစေကြောင်းဥစွာဆန္ဒပြုရင်းနဲ့မိတ်ဆွေဇနီးသားသမီးမိတ်ဆွေတွေဒီ2025 6လပိုင်းဇွန်လကုန်အတွင်းမှာ နောက်ဆုံးပတ်တာတော်တွေမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်စိတ်ထဲမှာအရာရာကိုစိတ်ပန်းလူပန်းနေတာမျိုးစိတ်မောနေတာမျိုးနေရာကမှာကိုကဦးစီးဦးဆောင်နေရတာမျိုးလေးတွေကြောင်းစိတ်မောနေတာမျိုးကိုမပါရင်မဖြစ်ဟိုနေရာလဲကိုပါရဒီနေရာလဲကိုပါရနဲ့အဲအပတ်ဖက်မှာတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေမှသာအောင်မြင်မဲ့ကာလအောင်မြင်မဲ့ကံဖြစ်တယ်မိမိတို့ရဲ့ယင်ထဲမှာကိုကိုကို စိတ်ပင်ပန်းနေတာမျိုးကိုမှလောကကြီးကိုအလုံးလုံးနေရတာမျိုးကိုကပို့ပြီးတော့အဲအလုပ်တွေများနေတဲ့သူလို့ခံစားနေရတတ်တော့ခံစားနေရတဲ့စိတ်တွေဖြစ်ပေါ်နေတော့အပတ္တကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာကိုကိုကိုလောကမှာအလုံးလုံးဆုံးလူငါကသာလှုပ်တယ်ငါကသာစူးစားတဲ့သူဆိုပြီးတော့နည်းနည်းလေးအဲကိုကိုကိုပင်ပန်းတာကိုဂုံဖော်ချီကျူးနေတော့အပတ္တဖြစ်တယ်လို့ဆရာကဟောကြင်ပါတယ်ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူးသို့တော့ကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့ကိုက လက်ရှိမှာဆိုလို့ရှိရင်အဲနည်းနည်းလေးရှစ်တောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာနည်းနည်းလေးဟိုလေးပင်တာမျိုးလေးတွေအစင်းမြင့်နဲ့ပတ်သက်ပြီးထုံကြီးကြိုက်ခဲရတာမျိုးလေးတွေဖြစ်ရတာမျိုးတွေကလွယ်ရင်ကျန်တာတော့စစောဘွားမရှိပါဘူး သို့တော့ကျမ်းမာရင်နဲ့ပတ်သက်လာလို့ရှိရင်တော့သတိပြုဖို့ပဲကာလဖြစ်ပါတယ်။ယာတိအကူပြောင်းကာလလေးတွေကြောင့်ကျမ်းမာရင်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ဖြစ်တာမျိုးလေးတွေယာတိအကူပြောင်းကာလမှာလက်ရှိကာလမှာလူတိုင်းကကျမ်းမာရင်နဲ့ပတ်သက်ပြီးတော့ရှူရှားနေတာမျိုးလေးတွေဟိုနာဘာယောဂမှမသိဖြစ်တာမျိုးလေးတွေမှာသတိပြုစင်ကြင်ရလိုအပ်ပြီးတော့ငကူကတော့အကြောမှားတယ်။စနေဒီတခါတော့စနေသားသမီးမိတ်ဆွေများအဖို့တော့နည်းနည်းလေးကျမ်းမာရင်နဲ့ပတ်သက်ရင်အာရောရှင်ပရမန်လာပဲဆိုတဲ့အတိုင်းပုံမူဂယုဆိုင်တတိထားစင်ကြင်တဲ့တော့လဖြစ်ပြီးတော့အဲ ကျမ်းမာခြင်းဒီလက်တပါးဆိုတဲ့အတိုင်းကျမ်းမာအောင် စွမ်းဆောင်ဒါပို့မှုပြီးတော့အားသာကောင်းမှုပါလေဆိုလို့ဆရာကထပ်လောင်းပြောကြားလိုက်ပြန်စေကျမ်းမာရင်းနဲ့ပတ်သက်လာရင်ဆရာကဥစွာရေရီယာလေးတစ်ခုဖော်ပြပေးခြင်းပါတယ်ဆရာတို့လူတစ်ယောက်မှာပထဝီတေသောအာဝဝါယောဆိုတဲ့ဓာတ်ကြီးလေးပါနဲ့မိရေလီမီဆိုတဲ့ဓာတ်ကြီးလေးပါနဲ့ဖွဲ့စည်းထားကြဖြစ်ပါတယ်အဲ့တော့နန်တူလေးတွေတူတူပြီးတော့ဓာတ်တူနန်တူစေဘယူဆိုတဲ့အတိုင်းပဲဆရာတို့ပထဝီဓာတ်ခန္ဓာကိုယ်ကြီးညောင်းညာကြိုက်ခဲတဲ့အခါမှာဟော လင်းစည်းလူရာမျိုးမြေလူရာမျိုးသို့မဟုတ်ရင်ညောင်းခန္ဓာကိုယ်တွေအစိမ့်မြစ်တွေနဲ့ပတ်သက်ပြီးတော့ပထဝီဓာတ်အားနည်းတဲ့အတွက်ကြောင့်မလို့ညောင်းထောက်တာမျိုးအဆက်ရှိတဲ့ကုသိုလ်တွေတောင်ဝေးလူရာမျိုးတွေလုတ်ပေးတာမျိုးလင်းစည်းတွေလူရာမျိုးတွေလုတ်ပြီးဈေးလိုပါတယ်ခင်ဗျာထို့အတူမိတ်ဆွေတို့အနေနဲ့အဲလေထက်ဝါယောဓာတ်နဲ့ပတ်သက်ပြီးအားနည်းတဲ့အခါမှာအဲမိတ်ဆွေတို့အနေနဲ့ဟိုအောက်ဆီဂျင်ဘူးလူရာမျိုးလေးတွေရက်တောင်လူရာမျိုးလေးတွေလေဆင်းလူရာမျိုးလေးတွေအဲ ပုံမှုပြီးတော့အာသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်ခင်ဗျာနော်ဒါအပြင်ဆရာတို့မိတက်အပူတော့ခါကြီးများနေတဲ့အခါမှာနှစ်သိမ့်ပြီးတာမျိုးသူတပားရဲ့အကအခဲတွေကိုကိုကကိုညီပေးနိုင်တယ်လို့အကအခဲလေးတွေကိုစိတ်ဆွမ်းအားနဲ့ဖြစ်စေလူဆွမ်းအားနဲ့ဖြစ်စေငွေဆွမ်းအားနဲ့ဖြစ်စေအပူတော့ခါကြီးတခဏတတ်တာတော့ငြိမ်းဖြန့်ပြီးခြင်းဖြင့်လေကိုဟာကံကောင်းနိုင်တော့ပတ်တာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဆွမ်းရလို့ဆရာတို့လေတက်မီးရေလေဆိုတော့ ဘာတက်ကြံနေဝါရီအရေးတက်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့အသွေးသားတွေအမျိုးသမီးယောဂါတွေကျန်းမာရေးတွေအဆရှိတဲ့အရာတွေအသွေးသားအရေးပြားနဲ့ပတ်သက်ပြီးဖြစ်လာခဲ့ရင်တော့မိစေစနီသားသမီးတွေဒီတစ်ပတ်တာအတော့တွေမှာဆိုလို့ရှိရင်တော့ဒီတစ်ပတ်မှာမဟုတ်တတ်လုံးဆွဲလို့လို့ရတယ်နော်ဆရာတို့တောက်ရည်လူတာမျိုးလန်ခင်းတာမျိုးရေတန့်လူတာမျိုးအဖျော်ယမကလူတာမျိုးမြတ်စွာဘုရားမှာတောက်ရည်တို့ယဟန်တန်ကားတို့ရေကုတို့လောက်တာမျိုးလေးတွေ အားတာပြီးတော့မြက်စွာဘုရားမှာရည်တက်ပေရာမျိုးလေးလုပ်ပြီးရင်ပြန်ကောင်းစီတဲ့အကြောင်းဆရာကအထုတလည်းဇနီးတွေအတွက်ကိုမေတ္တာပြုလို့စေတနာဇောပို့တာရင်းနဲ့ဇနီးသားသမီးမိတ်ဆွေငွေကြီးငွေကြီးနဲ့ပတ်သက်လာရင် လက်ထဲမှာငွေမမြဲဘူးဖြစ်နေတယ်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာမိသားစုကိစ္စလေးတွေကြောင့်လုပ်ငန်းကိစ္စလေးတွေကြောင့်အလုပ်ကိစ္စလေးတွေကြောင့်တော့ငွေကြီးဟာလိုအပ်တာထက်ဒီအပတ်မှာပိုထွက်နေတာအမျိုးလေးတွေဂျမားကြီးကိစ္စအဆရှိတဲ့ကိစ္စအဝဝလေးတွေကြောင့်လုပ်ငန်းကိစ္စမိသားစုကိစ္စဘာသာရေးကိစ္စလူဝယ်တန်းဝယ်ပြုလုပ်ဖွယ်လေးတွေတာမန်ထက်တော့ငွေကြီးနဲ့ပတ်သက်ရင်အသုံးနည်းနည်းများသောကာလဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်ဘတ်ဂျက်မှာမိုင်းနှံမထွက်ရင်တော့ plus အားနည်းနေသောကာလဖြစ်တဲ့အတွက်တော့ငွေကြီးဟာနည်းနည်းလေးဟိုဟိုဆိုဝင်တော့ဝင်တယ် အထွက်များနေတတ်တဲ့အတွက်ဒါလေးတွေမှာဝင်လေထွက်လေနဲ့ဝင်ဝေထွက်ဝေရတသားတည်းဖြစ်နေတော့အပတာကာလဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့လုပ်ငန်းကိုင်ကလုပ်ငန်းကိုင်ကနဲ့ပတ်တိုင်အလုတ်တစ်ရှာနေသူတွေအလုတ်တစ်ချောက်လို့တဲ့မိတ်ဆွေများအခွင့်ရမ်းတစ်လုပ်ငန်းတစ်စတင်ဖောက်လို့တဲ့မိတ်ဆွေများဒီကာလဟာကျင်းတည်ပါအခွင့်လန်းတစ်ပလန်ရှိဖို့လိုအပ်ပါတယ်။မကြခင်မှာမိတ်ဆွေတို့ရှိလို့အလုတ်တစ်လုပ်ငန်းတစ်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။လုပ်ငန်းတစ်အလုတ်တစ်တွေရရှိလာတာမျိုးလုပ်ငန်းတစ်အလုတ်တစ်အခွင့်ရေးတစ်တွေရရှိလာတာမျိုးကြုံရတတ်တယ်။ အလုတ်ရှာနေသူတွေလက်ရှိရှိနေတဲ့နေရာထက်တဘာနေရာတနေရာတစ်ခုခုမှာရှာတာမျိုးလေးတွေဖြစ်စီအရှားသောတစ်ခုခုကိုအဟောင်းကြီးကိုမျှော်လင့်နေတာမျိုးလုပ်ငန်းမှာမိမိတို့စိုင်ထားသောကိစ္စလေးတွေမှာမျှော်လင့်နေတာမျိုးထက်တစ်ခုခုကိုရုန်းကန်ကြိုးစားလှုပ်လှုပ်ချာချာလုပ်ကြည့်လိုက်ပါတဲ့ကံကောင်းလာမှာအသေးစားပဲဖြစ်ပါလေခင်ဗျာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးရှဲဖို့အတွက်ဆိုလို့ရှိရင်တော့အနည်းငယ်လေးဖြစ်နိုင်လို့ရှိရင်ဒီကာလအတွင်းမှာတော့တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အရန်ကြီးတိုးရှဲတာမျိုးအရန်ကြီးရင်းနှီးလှုပ်ဆောင်တာမျိုးအားနည်းစေပါတယ် နိုင်ငံခရီးသွားပတ်စ်ပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်အားအနေပေမဲ့ပြည်တွင်းခရီးသွားပြည်ပပြည်ပတွင်းခရီးသွားလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့အာသာကောင်းမွန်တိုးတက်စီတဲ့အတွက်ပတ်စ်ပို့လုပ်ငန်းဗီဇာလုပ်ငန်းနေရာထိုင်ခင်းနဲ့ပတ်သက်ရင်တော့စိတ်တိုင်းမကြတာမျိုးလေးတွေခဏခဏပြောင်းရွှေ့ရတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှိရင်စိတ်မကြည်လင်တာမျိုးလေးတွေကြုံရတတ်တယ်နိုင်ငံခြားခီးသွားပတ်စုဗီဇာလုပ်ငန်းနဲ့ပတ်သက်တာမျိုးတွေမှာစိတ်တိုင်းမကြတာမျိုး တစ်ချိန်ထက်ပိုမိုလှုပ်ဆောင်တာတက်ပေမဲ့ပြည်တွင်းကြီးသွားတဲ့ပတ်သက်တာတွေအလူအတန်းနဲ့ပတ်သက်တာတွေကောင်းမွန်ပါတယ်အထက်လူကြီးအကြီးငယ်နဲ့ပတ်သက်လာတဲ့အခါမှာနည်းနည်းလေးဖိအားများမယောင်ယောင်နဲ့အခွင့်အလမ်းတွေပေးတာမျိုးလေးတွေအခွင့်အလမ်းတွေရရှိတတ်သောကာလအပိုင်းရှာဖြစ်တာအသေးစားပဲဖြစ်ပါတယ်ခင်ဗျာမိသားစုနဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးမိသားစုနဲ့ပတ်သက်ပြီးတော့နှွေးဆွေးမှုတွေဒီကာလမှာငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေရရှိလာတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ငကူကမိသားစုတွေသွေးကွဲနေတာမျိုး နားလည်မှုလွယ်နေတာမျိုးလေးဆိုရင်တော့မိတ်ဆွေတို့အနေနဲ့လက်ရှိကာလတိုင်းမှာတုံးနဲ့တူတယောက်နဲ့တယောက်မိသားစုကိုငင်းချမ်းခြင်းနဲ့အေးချမ်းခြင်းတွေရရှိအောင်ဆွမ်းဆောင်ရင်အဆင်ပြေမဲ့ကာလဖြစ်ပြီးတော့တယောက်နဲ့တယောက်တုံးနဲ့တူနားလည်မှုလွယ်နေကိုကိုယ်တိုင်တူရဲ့ပြည်နာကိုတူကိုအပြေရှားပြီးတော့ချစ်ချစ်ခင်ခင်နဲ့အပြေရှားရင် အောင်မြင်မဲ့အမွေရတာမျိုးတွေတစိုးလက်ပတ်လက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့ မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီတွေအထက်လူကြီးအကြီးအကဲတွေရဲ့အထောက်ပံ့ကောင်းတွေဝေးကွာနေသောအဆက်အသွယ်ပြတ်နေသောသူတွေရဲ့ငွေကြေးအထောက်ပံ့တွေသို့မဟုတ်လက်ဆောင်ပစ္စည်းတွေအဆက်အသွယ်ကောင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအများနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်မှာဘာသာတရားပုံမှုအားထုတ်ရင်ကံစတာဟာကြီးထွားလာမယ်အပတ္တကာလအပိုင်းရှာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ ီအပတ်တာတော့ဒီမှာဘာဝင်ဖြစ်ဖြစ်အလင်းစလို့ဆုံးဖြတ်တာမျိုးဒေါသနဲ့ဆုံးဖြတ်တာမျိုးလေးတွေလော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 ဆုံးဖြတ်တာမျိုးလေးတွေစကားကိုပြောဆိုတဲ့အခါမှာတတိလက်လွတ်တရားလက်မဲ့တရားထက်ပေါင်းလွတ်ပြီးပြောဆိုတဲ့လုပ်ငန်းလေးတွေမှာတော့အားနေစေတော့ကာလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့နေနဲ့အများနဲ့အဖွဲ့အစည်းနဲ့တဟဆာတာတဲ့အောင်ဇလိုက်ဇေရောဖြစ်အောင်နေရင်ကံကောင်းတဲ့ပိုကောင်းပြီးအခွင့်အရေးလမ်းတွေရရှိလာမယ်အပတ်တာဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့ဒီတစ်ပတ်တာတော့ဒီမှာဆက်ဆက်ရရလူငယ်တွေအစီအစဉ်နဲ့ပတ်သက်ရင်တော့ ခီးထွက်ရတာမျိုးလေးတွေအရှိင်းနဲ့ပတ်တိုင်ခီးသွားရတာမျိုးလေးတွေကြုံရတတ်တယ်ဝေးကွာနေသောမိတ်ဆွေများတုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူများ ပြန်လဲအဆက်အသွယ်ရရှိတာမျိုးပြန်လဲပြီးတော့ဟလာတွေးဆောင်ရတာမျိုးတွေကြုံရတတ်တယ်လို့သမီးစားများအနေနဲ့ဆိုရင်တော့မိမိတို့ရဲ့ရှစ်သူသမီးကြီးစားအကြောင်းအရာမျိုးစုံနဲ့ခီးသွားရတာမျိုးလေးတွေခီးထွက်ရတာမျိုးလေးတွေရေလမ်းကြောင်းကုန်းလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ခက်တာခဏခွဲခွာရတာမျိုးအကောင်းနဲ့ဖြစ်စေအဆိုးနဲ့ဖြစ်စေခက်တာခဏ ခွဲခွာရတတ်ပါတယ်။အိမ်ဆောင်ပြည်ရန်စိတ်ဆက်ရန်ဒီကာလမှာတိုင်းမြန်ရန်အတွက်တော့အားနေပါတယ်။သို့တော့တေဝတကြီးတန်ဆက်တပုတ်တသေးသားကနေပြီးတော့စိတ်ဆက်ကြောင်းလန်းခြင်းအကြောင်းအရာစိတ်ဆိုင်ခြင်းနေမှာတော့ပြောဆိုခြင်းနေမှာတော့မျက်နှာပွင့်ပြီးတော့အားသာကောင်းမွန်တိုးတက်ပြီးကံကောင်းစေပါမယ်။အိမ်ဆောင်ပြည်ရန်စိတ်ဆက်ရန်အတွက်ဆိုရင်တော့လက်ရှိကာလတော်တွေမှာအားနေစေတာမျိုးထပ်ဆုံးဖြတ်ချက်ချရန်အတွက်တော့မတင်မဲနဲ့ အဲတူနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ရှေ့ဆက်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲဆွမ်းလာလို့ပေါ့ဥစွာနားလည်မှုရှိအောင်အဲဆွမ်းလာလို့ပေါ့ပြောဆိုဆောင်ရွက်တာမျိုးတွေတည်းအားသာကောင်းမှုပြီးတော့ဝေးကွာနေတော့အဆက်တွေပြန်နေတော့သူများဖို့ကတော့ပြန်လေအဆက်တွေရရှိနိုင်တော့ပတ်တာကာလဖြစ်ပါတယ်ခင်ဗျာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အပူတပြင်းခီးထွက်နေတဲ့ကံမျိုးကြတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့အဲဟိုမထင်မှတ်ဖက်ခီးသွားကိစ္စလေးတွေကြောင့်ယာရုတို့ယာရုတက် ကောင်းတဲ့ဟာလေးကိုနမိတ်ဆောင်ယူပြောရရင်တော့ကြောက်ခဏခဏခွဲခွာရတာမျိုးလေးကြုံရတတ်တယ်ဝေးกว่านี่တော့အိမ်တော်ဗန်များရဲ့တည်င်းစိုးတွေတို့တည်င်းညံ့တွေတို့ကောလာဟာလာတည်င်းတွေတို့ကြားရတတ်တယ်တိုးတော့အဲ့လိုကြီးမစိုးရင်လည်းမဟုတ်ဘူးတို့ပြင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ခရီးသွားကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများတာမျိုးဆွေမျိုးသားချင်းအဝေးကနေပြီးတော့သူတို့ရဲ့အလှူဒန်းကိစ္စအဲမဖြစ်မနေခရီးထွက်ရမယ့်ကိစ္စလေးတွေကြောင့်တော့ ခီးသွွားရမယ့်ကိစ္စလေးတွေမှာမထင်မှာပဲပေါ်လာတာမျိုးအကောင်းနဲ့ဖြစ်စီအလှူဒန်းကိစ္စဘာသာရေးကိစ္စလေးတွေကြောင့်တော့ခီးသွွားမယ့်ကိစ္စလေးတွေပေါ်လာတတ်တယ်။ထို့အပြင်မိတ်ဆွေတို့နဲ့မိမိအိမ်ဘက်မှာရွှေဝင်ထားတာမျိုးကျမ်းမာရေးညံ့တဲ့သူရှိတာမျိုးသို့မဟုတ်လို့ရှိရင်လူအဝင်မတော်တာမျိုးတွေဆိုညအိတ်ခီးထွက်ပေးတာမျိုးကပုံမှုပြီးတော့ကောင်းမွန်သောကာလဖြစ်ပါတယ်။ဆက်ပစ္စည်းရင်အစ်စ်ဝဲတာအားနည်းစီကြောင်းဆရာကထထောင်ပြောကြလိုက်ပြစီ။အဆက်ဆက်ရရအကျိုးပေးစီတော့အရာဟာအဝါရောင်မိုးပြရောင်အနီရောင် ဖြစ်တယ်။အကျိုးပေးသောကနန်းအဖေရတွေဟာ 3ကဏ္ဍ6ကဏ္ဍဖြစ်တယ်တတိထားမဲ့ကဏ္ဍကတော့ u lightly 7 7ကိုခြောင်ပြီးပါဒီအပတ်တာတော့ဒီမှာအဆက်ဆက်ရေးအစင်ပြအောင်မြင်စေရအတွက်မျက်စွာပြရမှာတောက်ရီ6